တရားနေရှင်ခန္တရားနေရှင်ခန္တရားရှိရှင်တရားတရားခန္တရားနေရှင်အလုံးအလုံးတုံးတရားတရားအလုံးအလုံးတုံးတရားတရားတော်ပဲမိဆွဆွညဆွဆွမင်းတို့လူလေဝင်ဝင်မလုံးနဲ့နော်ငါเจ้าငါပဲသိရခလေးတွေအိတ်တုံးဆွဲဟာဟောဆွဲနေပြီဘယ်ရောက်ကုန်မှမသိပါဘူးကွာစပါပါ 阳光们前面一个叫“无敌敌人”的，无敌人渣，那没讲笑了，他家弟弟这数到我，one two three four five，数到我这唱一下，哈，把东西拿下来，唱你，了，再唱一遍一遍吧，完嘞。 three four five ခုစေရထောင်အတတောင်းပါဟောဒုက္ခတထောင်ဆိုတထောင်ထားလိုက်လေခလေးကသိတာမှမဟုတ်တာသူ့တထောင်သိလိုက်ပြီလေကျန်တဲ့900တော့မင်းနဲ့တယောက်တော့ခွဲယူတယ်လို့မရဘူးလားအော်ဟုတ်တယ်တထောင်တထောင်မင်းအမေလင်ကကြားသွားပြီသေချင်းဆိုဘာမှအထူးပါလဲနော်အော်ဆုရုံဝေတထောင်ကြဟုတ်ကဲ့ဟိုကျွန်တော်ရန်ကုန်မြို့ချမ်းမြေတားကျောင်းဥတည်ရိဒဥတည်ရိဒနတ်မီးကျောင်းဆရာတော်ဘုရားကြီးရဲ့တပည့်ကဆုရုံဝေတထောင် ရှုပ်ချင်းမြင်တယ်ဟုတ်ကဲ့တပည့်ရဲ့အနုပညာကိုပံ့ပိုးတာမှန်တယ်ဗျာအားမြောက်တာဟုတ်ကဲ့ခက်လိုက်ချင်းမြင်ထောက်ပံ့တာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မှန်လားပါဆရာတော်ဖေဟာဆုချရတဲ့အကျိုးအကျောင်းဆရာတော်ဖေဟာကြီးတဲ့သာသနာအာသာဒီဓမ္မတိုက်ဆက်မှုကြီးဟုတ်ကဲ့တတ်တော်ရာကျော်ရှေပြီးတော့သာသနာပြုနိုင်တော့ဓမ္မတိုက်ဆက်မှုကြီးဖြစ်ပါသည်လို့ဆုတောင်းပေးရပါတယ်ဗျာဆုတောင်းပေးရတာပါလေဟုတ်လားကဲတော့တမီးအဲ့ထန်တရားတေရှင်ဆိုတဲ့အဲ့ဒီပဇင်းတောင်တန်ဂျိုး ါလည်းသမီးဒီအခြေခံကိုချိန်ကြီးမမေ့သေးဘူးနော်။ဟာရတာပေါ့။မမေ့နိုင်သေးဘူးပေါ့နော်။ဟုတ်ကဲ့။ကောင်းပါပြီကောင်းပါပြီ။ကဲဒီသာကြတော့သမီးကိုအဖမေးလို့မယ်။မေးပါပေါ့ဗျ။ဖိုးဖိုးကြီးစိန်စတင်းကိုလည်းတမိကောင်းကောင်းမိလိုက်တယ်မိတာပေါ့ဖိုးဖိုးကြီးရဲ့မေတ္တာတွေရောတမိသိရလားသိတာပေါ့တမိပေါ်မှာထားရှိခဲ့တဲ့သူမီးလေးရဲ့ပေါ်မှာထားခဲ့တဲ့မေတ္တာတရားကိုငါတမိနားလေသူလည်းကဖဲ့ပြီးစားဖဲ့ပြီးတော့ခြားတာဖြစ်မယ်တဲ့နော်ကဲအဲ့တော့ ုးဘိုးကြီးရဲ့မေတ္တာစေတနာကိုဖတ်ခင်ဖြစ်တဲ့ရွှေလင်္ကစိတ်မင်းနိုင်ရတော့ဘိုးဘိုးကြီးရဲ့ကျေးဇူးကိုသိတယ်ဗျာဟုတ်ကဲ့အဲ့တော့ရွှေလင်္ကစိတ်မင်းနိုင်ရဲ့ကျေးဇူးတရားကိုလည်းပဲငါသမီးသိရတတိမေလျောပေါ့ဆာနေလို့မရဘူးနော်ဟုတ်ကဲ့နော်မင်းတိရတာတိရတာပဲမင်းတိရတာဘလူတင်ပေးတာလဲလို့မေးရင်လက်ရှိတင်ပေးနေတာမင်းအဖေတင်ပေးတာဟုတ်တာပေါ့မင်းမိဘမြစ်တာကိုနားလည်ရမယ်ဟုတ်ကဲ့နားအောင်နားလည်တယ်ပေါ့နားလည်တာပေါ့ခုတ်ပြီဒါဆိုလို့ရှိရင်မိဘကသားသမီးပေါ်မှာထားခဲ့တဲ့မြစ်တာတရားဟုတ်ကဲ့ သားသမီးကမိဘအပေါ်မှာပြန်လည်ပြီးထားရှိရမယ်။ယေရှုတရားအကြောင်းတရား။ဟုတ်ကဲ့အဲ့ဒါလေးလို့ရပေါ့။ဟုတ်ကဲ့။မိဘကသားသမီးပေါ်မှာထားရတဲ့မေတ္တာတရားရှိတယ်လို့ မိဘကလည်းတာသမီတာသမီပေါ်မှာအမိဘကတာသမီပေါ်မှာထားခဲ့တဲ့မေတ္တာတရားကိုနားလည်သလိုတာသမီကလည်းပဲမိဘရဲ့ဝတ်တရားဟုတ်ကဲ့မိဘရဲ့ကျေးဇူးတရားကိုနားလည်ရမယ်ဟုတ်ကဲ့ပါဗျာဟုတ်ပြီနော်ဟုတ်ကဲ့အဲ့တော့တယောက်အပြန်လာမော့ကွာမှန်တယ်ဗျာတာသမီရဲ့ထားရမယ်ဝတ်တရားရဲ့မိဘထားရမယ်မေတ္တာတရားရဲ့ ကလေးတွေလည်းရှင်းသွားအောင်ဟုတ်ကဲ့နော်နားမလဲလေးတွေကလေးတငယ်လေးတွေလည်းပါကြသေးတာဟုတ်ဗျာဟုတ်တယ်ဗျာအဲ့တော့နားမလဲတဲ့ကလေးတငယ်လေးလည်းအလုံးနားလည်သွားရအောင်ဟုတ်ကဲ့ကျွန်တော်တူလေးတွေကျွန်တော်သားသမီးအရွယ်လေးတွေနော်တူမလေးတွေနော်ဟုတ်ကဲ့အဲ့ဒီအရွယ်လေးတွေလည်းနားလည်သွားရအောင်ရှင်းသွားအောင်ပေါ့နော်ဟုတ်ကဲ့တခြင်းတစ်ခုနဲ့သမီးဝိတ္တဇာစတဲ့အရှင်းနှန်းထုတ်ပေးပါလိမ့်မယ်ဗျာအမဲရှိပါအဲ့ဒီတခြင်းရဲ့အမိကသူ့ကိုနှရှံတန်ဆန်းလို့ခေါ်ရတယ်ဗျာဟုတ်ကဲ့မိဘအဖို့ထားရှိရမယ် ဝတ္တရားတွေဟုတ်ကဲ့သားသမီးပေါ်မှာမိဘကထားခဲ့တဲ့မေတ္တာတရားတွေဟုတ်ကဲ့တွန်တွဲထားတာကိုသမီးရေအဲ့တချင်းတစ်ပုံနဲ့မေတ္တာတရားကိုလုံလေးဆွဲပြလိုက်ပါဦးဗျာလာ အဲ့ဒီအပိုက်ကလေးကိုအတီလေးလေးပြီးလေးပြီးတော့ငါညီလေးရဲ့အမတန်ตายနာပြောပွဲရာရှိဖြစ်တော့မြေချတာတော့အတန်ပိုက်ရှင်ပေါ့ကွာဆေဝမဲတန်မျိုးမဲတန်တော့မြေချတာလေအဲ့ဒါလေးလေဆိုပြီးတော့ပေးတယ်လို့အဲ့ခံမိတာနော်ဖြစ်တယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့တို့ ောင်းတဲ့တရားမြတ်ဘုန်းနေပေါ့ဟိုနားလည်မှုလေးတွေနဲ့သွားကြမယ်ခင်ဗျာ။ကြက်ဆိုင်တိတ်ပြီဆိုရင်တော့ပြန်တော့နော်။တိတ်တိတ်ဆိုမပြန်နဲ့တော့ဟုတ်ပြီ။ကြက်တပည့်ပြောပါပြောလို့ပြော။တပည့်။တပည့်။ဆိုင်ထဲမှာနည်းနည်းလူဘဝတဲ့အမျိုးသမီးဆိုတော့တယောက်ရှိတယ်။နည်းနည်းလူဘဝတဲ့ဆိုမျိုးသမီးဆိုတော့တည်းတည်းလား။မဟုတ်ပါဘူး။ဟမ်။ तू ကနွဲ့နွဲ့လား။ဟုတ်ဟုတ်ဟုတ်ဟမ်တညာလုံးကိုဒန်စာလေးတက်ကလိုက်အမ်ခစ်တချင်းလေးဆူလိုက်တယ် နည်းနည်းသူကလူဘဝနေတာအလုံးမလုံးချင်ဘူးဘယ်လိုလဲသမီးလေးဘာသူရှိမလဲဘဝတူမှပီတိမဲနိုင်စတင်းဆိုတာလေအော်ကိုမဲအငယ်ဆုံးကောင်မအငယ်ဆုံးသမီးဟုတ်တယ်အငယ်ဆုံးမွေးထားတဲ့သမီးဟုတ်တယ်ပီတိဟုတ်တယ်မဲနိုင်စတင်းဟုတ်တယ်ဟာသူနာမည်ကလည်းရထားတော်မိပါမလားဘဝတူမကိုခဏလောက်ခေါ်လိုက်ခေါ်လိုက်မယ်ခေါ်လိုက်မယ်နော်နော်အေးသမီးပီတိလာ ြစ်တော့သမီးလေးအသက်ဘယ်လောက်ရှိသွားပြီလဲ73နှစ်တကယ်73နှစ်သမီးပါကျောင်းကဘယ်နှတန်းလဲ9တန်း9တန်း9တန်းနဲ့လဲရှေ့ဆက်လဲမတက်မတက်တော့ဘူး9တန်းနဲ့ကျောင်းမတက်တော့ဘဲနဲ့အနုဘညာနေပယ်လေးကိုဝေးရောက်ပြီးတော့အနုဘညာအလုံးတွေပဲမိဘကျေးဇူးဆက်မယ်ပရိသတ်ကိုတာဝန်ကြီးအောင်အခံမဲ့ဆိုတဲ့စိတ်ဓာတ်နဲ့သမီးလေးကတက်တာပေါ်ရောက်ခဲ့တာပါ။ဟုတ်ပြီ။လာသမီးလေးလာပါပြောမယ်။ ။တမီးကိုပြောတယ်နော်။ဟုတ်ပြီ။မနေ့ကနေ့အမငါညီမချင်းငါရန်တိုက်တာလည်းမဟုတ်။အဲ့ဒီကောင်မကိုကြည့်ပြရတာကြာပြီ။အဲ့ကောင်မချက်ဘူး။ပူတူတူဝတတနဲ့သူကိုယ်သူဘာများအောင်မွင့်နေလဲမသိဘူးခက်တဲ့ချင်းလေးတပုတ်လောက်ဆိုဒန်စာလေးတပုတ်လောက်တတ်တာနဲ့အမအိုအမမမသိအမေအိုအမေမမသိအဖေအိုအဖေမမသိတတ်တော်လူဟာဝရတယ် အချင်းချင်းမို့လို့တော့ပြန်မပြောနဲ့တော့ရန်တိုက်ပေးတာမဟုတ်ဘူးနော်အဲ့ဒီကောင်မောက်ကြည့်လို့မရဘူးလေစောက်ရှက်ကွဲအောင်လုပ်မယ်အဘပြောတာမဟုတ်ဘူးနော်သူပြောတာနော်အဲ့တော့ခေါ်ခိုင်းလို့အဘခေါ်ပေးတာဘာတော့ပြောလိုက်မလဲသမီးအဘပြောပြတယ်ဟုတ်ကဲ့သမီးရဲ့နင်မမကြီးခေါ်နေတယ်လို့ဟုတ်ကဲ့ခဏလာအောင်ဆိုတော့ तू ကဘာအဆင်ရှိလို့လဲ ဟာ तू ကအဲ့လိုပြောတာအဲ तू ကဘာအဆင်ရှိလို့လဲတဲ့အဒါတော့မရိုက်တာအကြီးဆုံးနဲ့အငယ်ဆုံး तू အကြီးရငယ်တာကျမနားမလဲဘူးလေ तू ကလက်လက်တီးမှာဓမင်းစားရတာကျမပါပါလေးတဲ့ဒါလေးဒါလေးနဲ့ကျမလှုပ်စားနေတာလေဟာအဲ့လိုလို့ဖြစ်ကုန်တာနော်မျက်လုံးကြားကန်ကြည့်အောင်မယ်ဆိုတဲ့အခြေအနေမျက်လုံးတော့တာတော့တော့တာအောက်လေကြားကန်တာဆက်ပြေးပြေးလေးတော့အဲ့တော့မျက်လုံးတော့တော့ကြည့်အောင်မယ်ဆိုတဲ့အခြေအနေကိုသူတီးမယ်တဲ့တမီး तू အဖွားကြီးနိုင်နိုင်ပေါ်လို့တူအောင်ဆိုနိုင်မလားဆိုနိုင်ပါရဲ့ညကြရနော်ဟုတ် ။ဘာပြောလဲကွာ။ပြင်းတယ်။နိုင်နိုင်မအသာလောက်ကိုပြင်းတယ်တဲ့။အာဒါတက်တက်ဆော်ကားတာ။အေးတော့ဆော်ကားတယ်မပြောလို့လို့မပြောလို့တော့ညီမကမတည့်ဖြစ်နေတာ။ตัวพวายอยู่ปีนเลยเอ้ยพวายนายๆหมอเราอะตองปีนเลยไอ้วินเทนซาสเต็นโซเรจม่าอะม่าโอ้ပြောไล่ซ้ํามาอ่ะเด้อ ဒါဆိုရင်တော့ဒါတော်တော်လူဘွားဝနေစိန်ခေါ်ပွဲပဲစိန်ခေါ်ပွဲပဲတူအောင်စုံစမ်းပါလို့မတူရင်အဲ့စင်ဘွားကန်ချမှာတူအောင်ဆိုတဲ့မတူရင်စောက်ခွက်ကိုရိုက်ပါတယ်နော်အဲ့တော့ဟာအန်ဒရီဟာတော့မတူစောက်ခွက်ကိုရိုက်ပြီးလေမင်းထက်နေပါတယ်နော်မတူလို့ကတော့ခုနကပြောသလိုပဲလေမင်းကတက်နေမျက်နှာလေးတက်နေဘာဒီလိုလဲရိုက်ဒီဟိုင်းလေးရောင်းလာလို့ပါတယ်နော်အန်ဒရီဟာတော့ရှိုက်လို့လုပ်တယ်ခယူကိုဆိုင်လာတယ် ်ဖိုးဖိုးကြီးနဲ့တူအောင်ဆိုဖိုးဖိုးကြီးတီးတယ်လို့တီးမယ်အေးဟုတ်တယ်ဟုတ်တယ်နော်ဟုတ်တယ်ဆိုင်နော် က်ဆုံးပူဇော်တဲ့တပည့်ကြီးမှာရွှေရှင်လင်းကစိတ်မင်းနိုင်လို့တမိဝိတ္တင်သာစတဲ့တော်မင်္ဂလာဆိုင်ဖွယ်ကြီး။ဒါရောက်ပြီးတော့အဲ့ခံဖြောပြေးတာလျော်ကန်လို့လည်းတင့်မြတ်လာပါပြီ။ဒါကြောင့်အနိစ္စနန်းခွာချုပ်ပါတဲ့ခန္ဓာယုံလောင်းလည်းပြင်ပြီးပါပြီခဗျာ။အကြောင်းထင်းကအကျိုးသိစေဖို့တကိုးရှိတဲ့မိချောင်းဇေယျတို့ကိုတိကောင်းဇေယျဆိုတာကျုပ်ရေခင်းမပြတော့ပါဘူး။သေစရင်ကြလို့မရဏအဆုံးဆန်သူအတွက်ဂိုင်ဂိုင်ဂိုင် ဇာပနာထုံးစံတိုင်တီဗီဆိုင်ကြပါဆိုဗျာ